ပြိုင်ပွဲမရှိတော့တဲ့ယူကပွဲကိုသူတို့ကသူတို့လှုပ်တယ်သူတို့ကသူတို့မဲထက်မယ်သူတို့ကသူတို့လူနဲ့ပဲသူတို့ထုတ်သွားမယ်ဟာလေယူကပွဲလေတကယ်တမ်းပြိုင်ခင်နဲ့တတိရှိတယ်ဆိုရင်အသက်ကြီးရွယ်ကိုအဖွားကြီးကိုလှုပ်ပေးလိုက်ပါလားဝင်ပြိုင်ခိုင်းလိုက်ပါလားထမင်းစားတဲ့လူတိုင်းသိတယ်ထမင်းစားတဲ့လူတိုင်းသိတယ်အဲ့ ကျန်းခိုင်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ကျွန်တော်က2005 2005ပေါ့နော်အဲအိုက်ခွန်းနှစ်တည်းမှာကျွန်တော်ကျန်းခိုင်အဖွဲ့ဝင်တယောက်ဖြစ်ခဲ့ဘူးတဲ့အဲကျွန်တော်ကျန်းခိုင်အဲ့အချိန်မှာကျွန်တော်တို့အဖွဲ့ဝင်ပြီးတော့တိတ်မကြောက်ကျွန်တော်တပတ်ဆယ်လောက်ကြာတော့ကျွန်တော်တို့ဒီကျန်းခိုင်ကတ်တွေထုတ်ပေးတယ်ကျန်းခိုင်ကအစိမ်းပေါ့နော်ကျန်းခိုင်ကလေးအစိမ်းလေးထုတ်ပေးပြီးတော့ကျွန်တော်ရဲ့နံပါတ်ကခွန်မင်းသောပမာဏ3.92ကိုတက်အဲကျွန်တော်ရဲ့ကတ်နံပါတ်အဲကျွန်တော်တို့အဲ့ရလေးတို့ရပြီးတဲ့နောက်ပိုင်းဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့ဒီ အဖွဲ့စည်းရပါတော့ဒီကျန်းခိုင်ရဘာလို့လို့အဲဘယ်နေရာမှာတရားဘယ်နေရာမှာစောက်လို့ရဘယ်နေရာမှာပါဆိုကျွန်တော်ဖွင့်ပွဲတွေပါတယ်အဓိကသွားရတယ်သွားလို့ရှိရင်ကျွန်တော်တို့လုံကသွားတော့ကအခုတွေလို့မဟုတ်ဘူးကျွန်တော်တို့လုံကသွားလို့ရှိရင်မနက်စောကြီးထားရတယ်အဲကျန်းခိုင်ရအောက်ကပစိုးအစိမ့်နဲ့အပွားအိမ်အဖြူနဲ့အပြည့်ရင်တို့လေးနဲ့ကျွန်တော်တို့ကသွားရတယ်သွားလို့ရှိရင်ဟိုရောက်လို့ရှိရင်ကောင်းကြီးမောင်းထုတ်ရတယ်ကျွန်တော်တို့လုံကကောင်းကြီးမောင်းထုတ်ရတယ်ဝင်ပြစ်သွားတဲ့ပုံစံကလည်း ဟိုတခြားတော့မဟုတ်ဘူးကြောရက်ွက်မှာဂျလီဘီရက်ွက်မှာဂျလီဘီဘယ်လိုပြောမလဲဆိုဟိုဟိုရောင်ရောင်ဒီရောင်ရောင်အပေါင်းသင်းနေနဲ့ဝင်ပြတ်သွားတာအပေါင်းသင်းတွေကအဲကြမ်းခိုင်ရေဆိုလို့ရှင်ကျွန်တော်အဖွဲတွေအကုန်လုံးကြမ်းခိုင်ရေလုတ်ပလိုက်တယ်ပြီးရင်တငယ်ချင်းတွေထဲမှာမိသားရှိရင်မိသားလုတ်တယ်ကြက်ချင်းညီလည်းလုတ်တယ်အဲကျွန်တော်တို့ကအဲ့လိုမျိုးတွေပေါ့အဲ့တော့ဒီအဲ့တုန်းကဒီကြမ်းခိုင်ရေဆိုတာဗာမန်းတော့ကျွန်တော်ကမသိခဲ့ဘူးဘယ်အချိန်မှကျွန်တော်တို့စားသိရလဲဆိုတော့အဲ့ဒီကနေကျွန်တော်တို့လုတ်ခဲ့တာ ကျွန်တော်2000ကျတော့ကျွန်တော်စက်တက်ထဲဝင်ပြီ2000ကျမှကျွန်တော်စက်တက်ထဲရောက်တဲ့အချိန်မှာအဲကျန်းခန့်ရေးကတ်ခဲ့တဘောတဘောပါကျွန်တော်နားလဲသွားတယ်နားလဲသွားတယ်တော်တော်နားလဲသွားတယ်တော်တော်လေးသိသွားတယ်ကိုကတော့စစ်သားဖြစ်နေတာပဲဒါမှကျန်းခန့်ရေးအဖွဲ့ဝင်ကတ်ကမပြောက်ပြတ်သွားဘူးဘယ်အချိန်ပဲဆိုအခုပြန်ထုတ်ဒါမှကျွန်တော်တကူးကျန်ရတော့ဒီတော်လိုင်းဘတ်တော်တာဖြစ်တဲ့အတွက်ဒီချိန်သွားထုတ်ရင်တော့ဖန်ခါလာဘူးနော်အခုချိန်တော့ထုတ်လို့မရတော့ဘူးအရင်တော့ကဆိုရင်ကျန်းခန့်ရေးကတ်နဲ့ပတ်သက်ပြီးဘယ်အချိန်ပြန်ထုတ်လို့ထုတ်လို့ရတယ် free ထုတ်ပြီးတယ် အဲ့ဒီကတ်ဒီဘယ်ကိုသွားကြင်လဲရတယ်သွားလို့ရတယ်အစစ်စစ်မင်းများမရှိဘူးအဲဘာမှတဲကြင်လားဟိုတယ်တို့တဲဟုတ်ကန်တို့ပြောရမယ်ဆိုရင်မှတ်ပုံနေမလို့မှတ်ပုံနေတာကောင်းတဲ့အမျိုးစားတစ်မျိုးပဲဒီကောင်ကနောက်တစ်ခုကကျွန်တော်တောင်းဝင်ရပါလဲဆိုတော့စီယုံင်းနဲ့လှုပ်စော်ရင်အင်းကျွန်တော်တောင်းဝင်ရအဲ့ဒီစီယုံင်းနဲ့လှုပ်စော်ရပါလဲဆိုတော့မနမိုးလင်းလို့ရှိရင်အဲကျွန်တော်တို့ဒီမှာဆိုပါတော့ဒီနေ့လမ်းဖွင့်ပွဲရှိတယ်လမ်းဖွင့်ပွဲရှိတယ်ဒါကျွန်တော်ခေတ်ကပြောတာနော်အခုခေတ်လို၄၅၆တောင်းရတာတွေပါမရှိခဲ့ဘူး ကျွန်တော်အကောင်ညမထုတ်စားဖို့ယူအမနဲ့စောယူထားပြီးတော့သွားရတယ်။အမှကြမ်းခိုက်ရည်ဒီအဲ့တုန်းကတော့ဘယ်ကစဉ်သက်လာလဲလို့မင်းရဲ့တန်းရွှေခင်ညော့တန်းရွှေလားမသိဘူးတန်းရွှေရမိမဖွဲ့စည်းခဲ့တာမိမကြီးပဲအုပ်ချုပ်ခဲ့တဲ့နိုင်ငံတစ်ခုဆိုတော့ပြောချင်တာပါအဓိကတော့ဘာလို့ဆိုတော့ဒီဟာကိုသူ့ယောက်ျားစစ်တပ်ကမထွက်ခင်မှာဒီအဖွဲ့ကြီးကိုဖွဲ့ခဲ့လိုက်တာဒီအဖွဲ့ကြီးကိုဖွဲ့ခဲ့လိုက်တာဒါမှဖွဲ့ခဲ့တာကအမျိုးသမီးသူများတွေကကျွန်တော်တို့က သူများတွေကတော့ဟိုအကြမ်းမြင့်လောက်တော့တည်တာပေါ့နော်ဒါစစ်တပ်ကဖွဲ့တဲ့အဖွဲ့အစည်းလို့ပဲပြောတယ်အမှန်တော့မဟုတ်ဘူးဒါကိုအမျိုးသမီးဖွဲ့ခဲ့တဲ့အဖွဲ့အစည်းအဲတန်းရွှေရဲ့မိမဖွဲ့ဖွဲ့ခဲ့တာဒီအဖွဲ့အစည်းကအဲ့တော့ဒီအဖွဲ့အစည်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဂါကနဏကြီးမသိဘူးဆိုရင်တော့ကျွန်တော်တို့တီးတဲ့လောက်ပြန်ပြီးတော့ပြန်ပြောရမယ်ဆိုရင်ကျွန်တော်ကခေါ်လိုက်တယ်လူ9ယောက်ကျွန်တော်ခေါ်တယ်လူ9ယောက်ခေါ်ရင်ကျွန်တော်တို့တော့ပြောတာပေါ့နော်လူ9ယောက်ခေါ်တယ်ဆိုလို့ရှိရင်အဲဘာယာရုတက်သွားလဲအဲပထမလုံနေတာကအဖွဲ့ဝင် 5ယောက်ထည့်တယ်10ယောက်ထည့်တယ်ဆိုလို့ရှိရင်အဲ तू ကဘယ်ယာတူးရှိသွားပြီအဲနောက်အဲ့ဒီတည်းကပေါ့နော်ဟိုလှုပ်ဆောင်မှုဆိုတာစီယုံလှုပ်ဆောင်မှုဆိုတာအဲ့ဒီတည်းကရှိခဲ့တာကျွန်တော်တို့ကရှိခဲ့တာဘယ်နှစ်ယောက်ထည့်ရင်ဘယ်ယာတူးဘယ်နှစ်ယောက်ထည့်ရင်ဘယ်ယာတူးဆိုတာအဲ့ဒီမှာတန်းလာပြီးသားအဲအဲ့ကျွန်တော်ပိတ်သွားခဲ့တဲ့ယာတူးကတော့စီယုံလှုပ်ဆောင်ရင်နဲ့စီယုံလှုပ်ဆောင်ရင်ယာတူးမှာပိတ်သွားတယ်အဲ့အချိန်မှာပဲကျွန်တော်စစ်တပ်တွေရောက်လာတယ်နောက်မှစစ်တပ်တွေရောက်တော့လေဒီကတ်ကပြီးသွားလားမပြီးဘူးမပြီးဘူးစီယုံလှုပ်ဆောင်ရေးဆိုတာကလုံနေရတော့မယ် ျွန်တော်2010ရွေးကောက်ပွဲမှာကျွန်တော်ရှိတန်းမှာ2010ရွေးကောက်ပွဲရောက်တော့ကျွန်တော်ရှိတန်းမှာဒါပေမဲ့လို့မင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကရှိတန်းရောက်နေရတဲ့အတွက်ပေးခဲ့ရလားဆိုတော့မပေးခဲ့ရဘူးဒါပေမဲ့လို့ကျွန်တော်မှမသိတဲ့တတ်မှာမင်းကပေးပြီးပါပြီကျွန်တော်ကတော့မပေးရအောင်တော့တတ်မှာကျွန်တော်နာမည်မဲထည့်ပြီးပါပြီကျန်းခိုင်ရင်နဲ့ပတ်သက်ပြီးတော့လဲကျန်းခိုင်ရင်ကကအာကျန်းခိုင်ရင်ကခွန်မင်းသောပမနာ3,000နှစ်ကိုတက်ကင်ထားတဲ့အောင်းအောင်း အဲသူဒီကပိုင်ရှင်ကလည်းဟိုမှာကြံ့ခိုင်ရေးတဲ့မှာကျွန်တော်ပြည်နယ်မှာကျွန်တော်မြို့မှာလည်းမဲထက်ပြီးပါပြီအဲ့တော့ကျွန်တော်ကပြောရမယ်ဆိုရင်ဒပလယ်မဲနှစ်မဲထက်ပြီးပါပြီနှစ်မဲထက်ပြီးပါပြီအဲ့တော့ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့အဲ့အချိန်တုန်းကလည်းပေါ့နော်အဲ့တုန်းကဒီကြိုတင်မဲလို့ဆိုတာမရှိသေးဘူးကြိုတင်မဲဆိုတာ2015ဆရာတော့ကြိုတင်မဲတွေပေးလာပြီအဲ့ဒီဟို30ကိုပြန်သွားမယ်ဆိုရင်အဲ့ဒီကကျွန်တော်ကနှစ်မဲသွားပြီကျွန်တော်တယောက်တည်းနှစ်မဲထွက်သွားပြီ ရက်ကွက်မှာကျွန်တော်ပြင်နေတယ်ကျွန်တော်ရက်ကွက်မှာတမဲအဲစစ်တပ်မှာကတမဲဒါမှကျွန်တော်ကိုယ်တိုင်ပေးရလားမပေးရဘူးပေးစရာမလိုအဲအဲ့လိုမျိုး2010ကျွန်တော်တို့မဲဘုံထမ်းတဲ့ကာလမဲဘုံထမ်းတဲ့ကာလပေါ့နော်ဒီဘာပဲဆိုတော့ဒီတော်ရဲကနေပြီးတော့ဟိုတချို့ဆိုလို့ရှိရင်တချို့ကြေးဝါရယ်ဆိုရင်ဟိုလမ်းမဆက်သွယ်မှုမရှိတဲ့နေရာတွေလမ်းမဆက်သွယ်မှုမကောင်းတဲ့နေရာတွေအဲ့အချိန်တွေမှာကျွန်တော်ကဘာလုပ်လဲဆိုတော့ဝင်ဆောင်လို့ခေါ်တယ်ထောင်သားတွေထောင်သားတွေကျွန်တော်တို့မှာပါတယ်ပြီးရင်ဟိုကြေးဝါတွေမှာကျွန်တော်တို့ရွာတရွာဝင်နေဆိုရင်ကျွန်တော်တို့က ဟိုဘယ်လိုပြောပေါ်တာဆွဲတယ်ပေါ်တာဆွဲတယ်တိရွာကိုဘယ်နှယောက်ဆိုတာကျွန်တော်ကတောင်းတယ်၁၀ယောက်တန်နေတန်နေအယောက်၂၀တန်နေတန်နေအယောက်၃၀တန်နေတန်နေပေါ့နော်ကျွန်တော်တောင်းတယ်တောင်းပြီးတော့အဲ့ဒီပေါ်တာတွေနဲ့အဲ့ဒီဝင်ဆောင်တွေအဲပေါ်တာတွေနဲ့ဝင်ဆောင်တွေပေါ့နော်ထောင်သားတွေနဲ့ဟိုကျွန်တော်တို့ကဘယ်လိုပြောမလဲဆိုတော့မဲပုံထန်းခိုင်းတယ်မဲပုံထန်းခိုင်းတယ်သူတို့ကပူတဲ့ဟာတွေကိုစစ်တီတွေထထန်းရတယ်မဲပုံတစ်ပုံးကိုတယောက်ထန်းရတယ်အဲ့တော့ကျွန်တော်တို့အဲ့ဒီအချိန်တုန်းကတည်းက အဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဒီ2020ရွေးရွေးကောက်ပွဲမတိုင်မီကျွန်တော်တို့မဲပုံထမ်းနေတဲ့ကာလမှာကရန်ယူတို့မွန်ပြည်သစ်ပါတီတို့ဒီ KL KRN လေးတို့တွေကတောပြန်ခိုကြပြီအဖွဲ့တွေကအဲ့အချိန်မှာပြန်ပြီးတော့အထက်ထောက်ပြန်ဝင်တဲ့အချိန်မှာရှင်းလင်းဆိုပြီးတော့ကျွန်တော်တို့ကပြန်လောက်ရတယ်ရှင်းလင်းဆိုပြီးတော့ဒီအဖွဲ့တို့ပြန်ပြီးတော့ရှင်းလင်းဆိုတာပြန်လောက်ရတယ်ဘာဖြစ်လို့လောက်ရတာလဲဆိုတော့ဒီအဖွဲ့တွေပြန်ပြီးတော့ထားကြွလာမှာဆိုလို့တခါတည်းငြိမ်မှုပြပြရေး အပီးဆောင်ရတဲ့သဘောပေါ့အပီးလုတ်တဲ့သဘောနဲ့ပြန်လောက်ရတယ်ပြန်လိုက်ရတယ်လိုက်ပြီးတော့ပြန်ရှင်းရတယ်အဲ့အချိန်မှာကျွန်တော်တို့တွေကကြားတဲ့စစ်တီတွေအများကြီးရှိခဲ့ပူရဟိုအတိလင်းပြောရမယ်ဆိုရင်ကျွန်တော်တို့ဟုတ်ဟုတ်လွန်ခဲ့တဲ့ကျွန်တော်တနစ်နှစ်နှစ်လောက်ကကျွန်တော်မီဒီယာတခုမှကျွန်တော်ပြောဘူးတယ်ဒီမီဒီယာမှာကျွန်တော်ပြောဘူးတယ်ဇီးပူတောင်တိုက်ပွဲမှာကျွန်တော်တို့လန်ကြတယ်ဆိုတော့အဲ့ဒီတိုက်ပွဲမှာကျွန်တော်တို့ဘက်ကတအားကြတာတအားကြခဲ့တာအဲ့ဒါ2010မှာပဲ2010မှာပဲ ကြခဲ့တာကြခဲ့တော့တကယ်တမ်းမဲဆန္ဒပေးရမယ့်အချိန်လည်းကြလိုက်ကြအောင်မဲပေးရမယ့်ကာလလည်းရောက်လို့ရောက်ကောဒီကြဆုံးသွားတဲ့စစ်တီတွေအကုန်လုံးတတ်မှန်နဲ့ပြေးပြီးပါမယ်ကျွန်တော်အဲ့ဒီမှာကြဆုံးတဲ့စစ်တီတွေမှာမဟုတ်ဘူးကျွန်တော်တိုင်ရင်တင်းလုံးဒီကျွန်တော်ကတွဲဘက်ကြနေရတဲ့အချိန်တွဲဘက်ကြတဲ့အချိန်သင်္ကန်းကြီးနောင်ဖြူအဲ sorry အနံဝင်းဖြူပါနဲ့ကျွန်တော်လှုပ်ရှားဖြူပါနဲ့တွဲနေရတဲ့အချိန်အဲ့ဖြူပါမှာတိုင်ရင်တုံးရင်ရှိရတိုင်ရင်တုံးရင်မှာ တရင်ကြော်ကြော်လောက်ကကြောက်သွားပြီဒါပေမဲ့အဲ့တရင်ကြော်ကြော်လောက်ကစရင်နဲ့အကုန်လုံးကဒူတက်ဌာနဌာနဌာနဆိုင်ရာအကုန်လုံးကမဲပြီးပြီးသွားပြီမဲထိုက်ပြီးသွားပြီဟိုဆိုပါတော့တက်တက်မှာလူအင်းက300ရှိတယ်ပဲထားအောင်300ရှိတယ်ဆိုလို့ရှိရင်200ကျတယ်200ကျတယ်ဆိုရင်100ကျန်တယ်100ကျန်တယ်အဲ့100ကလက်ရှိမဲသွားပြရလားမပြရဘူး100ကရှည်တန်းရောက်နေတယ်အဲ့300လုံးရှည်တန်းရောက်နေတဲ့အတွက်ဒီတွေကကြာဆုံးစရင်ကိုမတင်ဘူးမတင်မနဲ့ဒီ300ကျော်လုံးကိုတခါတည်းမဲပြီးလိုက်တယ် အဲအဲ့အဲ့တဘောတဘောပါတော့ရှိတယ်။နောက်ပြီးတော့အဲ့ဒီတဲကကျွန်တော်တို့ကဘာပြောဆိုတော့ဟိုထိန်းချုပ်ရေးကာလာပေါ့2010မှာတအားဟိုစုပူတော်တဲ့အဖွဲ့တွေပေါ့နော်တအားစုပူထားကြွနေတဲ့အချိန်အဲ့တဲကဟိုနှင်းမနှိမ့်ဆက်မှုတွေပါတွေကရောက်နေပြီရှိနေပြီအဲ့အဲ့အချိန်မှာကျွန်တော်လည်းဒီတိုက်ပွဲအတွေ့အကြုံကောင်းကောင်းရခဲ့ရတာအဲ့အချိန်မှာပဲဟိုကန်းကန်းနန်းနန်းရခဲ့လိုက်ရတာ2010မှာပဲဟိုရောက်လို့ရွာတရွာဝင်းနေ ဆိုပါတော့တိုင်းရင်းသားယူရတေရွာဝင်လိုက်ပြီဆိုပါတော့မဟုတ်ပါဘူးကိုကိုတိုင်းပါပဲတိုင်းရင်းသားယူရတေရွာဝင်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီယူရမှာကျွန်တော်ကမဲပုံထားရမယ်အဲမဲပုံလေးပုံထားရမယ်လူကြီးတတ်မှတ်ချက်ပေါ့နော်ဟိုဆိုပါတော့ပါတီလေးခုစာပေါ့ပါတီလေးခုစာဆိုရင်လေးပုံထားမယ်လေးပုံထားမယ်ဆိုလို့ရှိရင်အဲ့ဒီယူရကိုတခါတည်းအဲ့စစ်သားတွေကအကုန်လုံးစီယုံလာတခါတည်းစီယုံကြီးဆင်းပြီလားစီယိုရေးစင်းပြီးတော့တခါတည်းမဲထည့်ခိုင်းပြီလားသူတို့ထိုင်ထိုင်မထိုင်နေအဲသူတို့မထိုင်နိုင်ကိုယ်တွေထည့်ပေးလိုက်တယ် အနာမပြောဘာဖြစ်တယ်ညာဖြစ်တယ်နာမစင်းကောက်ကပ်ပြီးထည့်ပြလိုက်တယ်အကိုတွေပုံနေအောင်တို့ကဒီကြမ်းခိုင်ရုံပုံနေအောင်ပေါ့တခါလေးထည့်လိုက်တယ်ကော်ဘုံနေကော်ဘုံနေအဲတော့ကော်ဘုံနေအကော်ဘုံနေတဲ့တခါလေးမဲထည့်လိုက်တယ်အဲအဲ့လိုတော့ရှိခဲ့ဘူးလေပြန်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ဒီ2010အဟာကိုပြန်ပြီးတော့ပြောရမယ်ဆိုရင်ကျွန်တော်2010မှာအဲတချို့သောအရာတွေပေါ့နော်ချင်းချောက်ရတာလည်းရှိတယ်ချင်းချောက်ရတာရှိတယ်အဲနင်တို့မဲမထိုင်ပေါ်တာဆွဲမယ်နင်တို့မျိုးသားကို အဲဒါမှမဟုတ်လည်းနင်တို့တာသမီးတွေကိုပေါ့အဲအဲ့လိုမျိုးဒါမှထည့်ရမယ်မဲကပြီးခိုင်ပြိုးမဲအဲပြီးခိုင်ပြိုးမဲပေးထားတာလည်းအစိမ့်ရလည်းဒီ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 အကွက်ကလေးအဲကျွန်တော်2010တုန်းကဆိုရင်ပါဒီလိုစီးတုံးနဲ့နှဲ့ရတာလမ်းမဒီလိုကိုင်းဒီနေရာလေးကိုဒီလိုကိုင်းပြီးရင်ဒီလိုကိုင်းကိုင်းပြီးဒီနေရာတော့ဒီအကွက်အဲဒီအကွက်ဒီအကွက်ဒီအကွက်မှာဒီလိုနှဲ့အဲအဲ့ဒီတည်းကရှိခဲ့ဘူးလားအဲအဲ့ဒီအတိုင်းပဲဒီ ရွေးကောက်ပွဲအတူရောက်ရွေးကောက်ပွဲလည်းဒီတိုင်းပဲလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့2010မှာတော့ကျွန်တော်တွေးခဲ့ပဲအတွေ့အကြုံကချိန်ချောက်မှုတွေလည်းရှိတယ်။အဲဘယ်လိုပြောမလဲဆိုတော့နည်းနည်းဖိစီးမှုရပါတော့။ဟိုတိုင်းရင်းသားတွေကိုဖိစီးတဲ့စိတ်တွေလည်းရှိခဲ့ဘူးတယ်ဆိုတော့အဲဒီတိုင်းပဲဖြစ်လာနိုင်တယ်လို့ကျွန်တော်ထင်တယ်။ကျွန်တော်ရည်ရွယ်ရည်ရင်တယ်။အခုရွေးကောက်ပွဲကိုရည်ရင်တာပေါ့နော်။ ဘာဖြစ်လို့ရည်ကျင်လဲဘာဖြစ်လို့အဲ့လိုပြောကျင်တာလဲဆိုတော့ပြောကျင်တာလဲရှာလဲရားနေပါပြီအားလဲရားနေပါပြီသူတို့တို့ပြိုင်ဘက်ဆိုတာမှမရှိတော့လားပြိုင်ဘက်မရှိတော့ဘူးလေပြိုင်ဘက်မရှိတော့တဲ့ယူကပွဲကိုသူတို့ကသူတို့လှုပ်တယ်သူတို့ကသူတို့မဲထက်မယ်သူတို့ကသူတို့လူနေပဲသူတို့ထုတ်သွားမယ်ဟာလေယူကပွဲလေအဲ့တော့ဒီယူကပွဲက ဟုတ်ပြီသူတို့နိုင်မှာပဲသူတို့နိုင်မှာပဲသူတို့ပဲရမှာပဲ ဒီအာနာကိုသူတို့ပဲယူမှာပဲသူတို့လိုချင်လို့သူတို့ကအတိတ်တလင်းလိုချင်လို့လေသူတို့ပြိုင်မမရှိတဲ့လူကဝယ်ထလုပ်လိုက်တာလေတကယ်တမ်းပြိုင်ကျင်နေတတ်သိရှိတယ်ဆိုရင်အသက်ကြီးရွယ်ကိုအဖိုင်းကြီးကိုလှုပ်ပေးလိုက်ပါလားဝင်ပြိုင်ကိုင်းလိုက်ပါလားထမင်းစားတဲ့လူတိုင်းသိတယ်ထမင်းစားတဲ့လူတိုင်းသိတယ်ဟုတ်တယ်မလားရှင်းရှင်းလေးပါရှင်းရှင်းလေးပဲပြိုင်ဘက်မရှိတော့တဲ့အဖွဲ့စည်းတစ်ခုကပြိုင်ဘက်မရှိတော့တဲ့ အာနာကိုယူမှလေသမင်းစားတဲ့လူတိုင်းသိပါတယ်ရိုးရိုးလေးပါဟုတ်တယ်မလားပရမတေရှက်သူတို့မှပြိုင်မဲ့လူမရှိဘူးပြိုင်မဲ့လူမရှိဘူးသူတို့ပဲနိုင်မှာသူတို့ပဲဒီအာနာကိုလိုချင်တယ်သူတို့ပဲဆက်လုပ်နေမယ်သူတို့ပဲတရားဝင်ဒုတက်ခွင့်လိုချင်တယ်သူတို့ပဲကဘာကြော်ချင်တယ်သူတို့ပဲနိုင်ငံကြော်ချင်တယ်ဟုတ်လားကျွန်တော်ပြောတာရှင်းရှင်းလေးအဲ့တော့ရွေးကောက်ပွဲကိုသူတို့စားလုပ်ပြီလို့စားလုပ်မယ်လို့ပြောတဲ့အချိန်တည်းကလေ ကျွန်တော်တို့မိသားစုကရှိတယ်ဒါအတုရောင်အတုရောင်ပကာသနာဘယ်လိုပြောမလဲပကာသနာပြီနဲ့လောက်ထားတဲ့အတုရောင်ရွေးကောက်ပွဲလူတယောက်ကို3000ပေးမယ်4000ပေးမယ်5000ပေးမယ်စီယုံကြီးတားဆင်းတယ်ကျွန်တော်အဖွဲ့ကြီးလည်းပြောပါတယ်အခုကျွန်တော်လည်းဆိုရင်တော့ဓာတ်ရိုက်တော့မဆက်တော့ရဲကြအောင်ဒါမှကျွန်တော်နဲ့ friend နေရှိတယ်အာငါတို့ကတော့ဘလို့ဘလို့လောက်ရတာလူဘယ်နှစ်ယောက်ကိုဘယ်နှစ်ဘလောက်ပေးလိုက်တာ ျွန်တော်တငယ်ချင်းတွေအကုန်လုံးကကျန်းခိုင်ပါတီဝင်နေပြီကျန်းခိုင်အဖွဲ့ဝင်နေပြီကျွန်တော်နဲ့အတူတူလက်တွဲလုပ်ခဲ့တဲ့ကောင်တွေအခုချိန်မှာဟိုအတွင်းရေးမှုတို့ဒီအတွင်းရေးမှုတို့ကိုကိုယ်တိုင်ဝင်ပြိုင်နေတဲ့ကောင်တွေကြီးပဲကျွန်တော်နဲ့အတူတူလုပ်ခဲ့တဲ့ကောင်တွေရိုးရိုးရှင်းရှင်းလေးပဲဘယ်ဟာပဲလှုပ်လှုပ်ဘာလိုပဲလှုပ်လှုပ်နင်တို့ပဲနိုင်မှာနင်တို့ပဲအာနာရနေမှာနင်တို့ပဲဒီအာနာကြီးကိုကင်ထားမှာတခုပဲစဉ်းစားမှာကျွန်တော်ပြောချင်တာပြီးသူတခုပဲ ပြိုင်ဘက်မရှိတော့တဲ့ဒီရွေးကောက်ပွဲကြီးဘာလို့ဖို့အသက်သွင်းနေတာလဲဘာဖြစ်လို့လူတက်ခွင့်ပေးမှာလဲတရားဝင်လူတက်ခွင့်ပေးဖို့လားရွေးကောက်ပွဲမလုပ်ခင်ကာလကရောလူတွေမတက်ဘူးလားရွေးကောက်ပွဲလုပ်ပြီးဒါထက်အများကြီးဆိုးဖို့ပဲရှိတော့တယ်ဆယ်ဆဆိုးဖို့ပဲရှိတော့တယ်ရှင်းရှင်းလေးပဲဟုတ်ဘူးလားကျွန်တော်ရွေးကောက်ပွဲရွေးကောက်ပွဲကိုသူတို့ကဘန်းပြပြီးတော့မလုပ်လဲ ရွေးကောက်ပွဲကိုဗန်းပြပြီးတော့ဘာလဲလုပ်လဲရွေးကောက်ပွဲတိုင်းရွေးကောက်ပွဲနေ့တိုင်းနေ့တိုင်းထောင်ကိုခါလေးရှိတယ်ထောင်ခါလေးရှိတယ်အခုမနေ့တနေ့ကမနေ့ကကျွန်တော်သတင်းတစ်ခုမှဖတ်လိုက်ရပါတယ်ငါကငါကောက်အပြီးဖြတ်သိမ်းလိုက်တယ်ထောင်ဝလူတွေလှုပ်ပေးလိုက်တယ်တကယ်အကြီးမားဆုံးလူတွေကိုမထုတ်ပေးတာဘူးဒီအမှုငါကငါကနဲ့ပတ်သက်တဲ့တမှုတမားလောက်ပဲပေါ့အဲအမှုတဲတစ်ခုလောက်ပဲငါကငါကနဲ့ပတ်သက်မဲ့ ြောရမယ်ဆိုရင်ဟိုခလီကလားလို့ပေါ့နော်ခလီကလားစကားပြောရမယ်ဆိုရင်ဖုံးစစ်မယ်ဖုံးထဲမှာအဲဒီဘယ်လိုပြောမလဲအဲဆန္ဒပြတဲ့ပုံလေးတွေပါရင်ဒီကောငါးဟန်ငါးနဲ့တွဲလိုက်တယ်ငါးဟန်ငါးနဲ့တွဲပြီးတော့ဖမ်းလိုက်တယ်အဲငါးဟန်ငါးနဲ့ပတ်သက်တဲ့အမှုလေးတွေပေါ့အဲစစ်တပ်မကောင်းကြောင်ပြောရင်ငါးဟန်ငါးနဲ့တွဲလိုက်တယ်ငါးဟန်ငါးကတ်လိုက်တယ်ဟိုကမကောင်းကြောင်ပြောရင်ငါးဟန်ငါးနဲ့ကတ်တယ်ဒီကမကောင်းကြောင်ပြောရင်ငါးဟန်ငါးနဲ့ကတ်တယ်အဓိကသူတို့နဲ့ပတ်သက်တဲ့ မကောင်းကြောင်းမကောင်းကြောင်းပြောတဲ့လူကိုပြောရနော်မကောင်းကြောင်းပြောတဲ့လူကိုပြောတာအဲအဲ့လိုလူကိုငါငါနဲ့တတ်မှတ်တယ်ငါငါနဲ့သူတို့အရေးယူလိုက်တယ်အဲ့ဒီလူတွေကြီးပဲအဲ့ဒီလူတွေကိုအကုန်လုံးကိုပြန်ပြီးတော့ public ကိုပြန်လှန်ကြည့်လိုက်ခလေးတာတာလေးတွေခလေးတာတာလေးတွေပဲရှိတယ်နိုင်ငံရေးသမားတွေမဟုတ်ဘူးနိုင်ငံရေးသမားတွေမဟုတ်ဘူးအဲ့ဒါနိုင်ငံရေးသမားတွေမဟုတ်ဘူးအခုလွတ်လိုက်တာနိုင်ငံရေးသမားတွေမဟုတ်ဘူး ဘာကြောင့်သူတို့လှုပ်လိုက်တာလဲဘာကြောင့်လွတ်ပေးလိုက်တာလဲတကယ်အကြီးဆုံးမျိုးမလှုပ်ပေးဘဲနဲ့ဒီ905တမှုတဲကိုပဲ905တမှုတဲနဲ့သက်ဆိုင်တဲ့လူတွေပဲသူတို့လှုပ်ပေးလိုက်တာတကယ်အကြီးကိုဘာဖြစ်လို့ထိန်ချန်ထားရတာလဲ905နဲ့အကုန်လုံး905နဲ့ပတ်သက်တဲ့လူတွေလှုပ်ဆိုလို့ရှိရင်အမေစုထုတ်ပေးလေတမန်တော်ကြီးတွေလှုပ်ပေးလေကျန်တဲ့လူတွေလှုပ်ပေးလေ905နဲ့အများကြီးပါပဲဘာလို့မလှုပ်ပေးတာမလှုပ်ပေးရဘူးသူတို့မလှုပ်ပေးရဘူး လွတ်ပေးဒီနေ့လွတ်ပေးမနှက်ပြန်ဝင်ပြန်ခိုင်းမှာအမေတို့ဝင်ပြန်တေးကြတဲ့တပတ်ကအမေတို့တမရပဲအဲ့ဒါတော့ရဲရဲပြောရဲတယ်ရဲရဲပြောရဲတယ်ဘာဖြစ်လို့လဲအခုပြည်သူကယုံကြောက်ယူသေးတာယုံကြောက်တာပေါ့ယုံပြီးတော့ကြောက်တာယုံပြီးတော့ကြောက်ပြီးတော့မဲပေးရမှာယုံပြီးတော့ကြောက်တာကြောက်ပြီးတော့မှမဲပေးရမှာအဝေးပြေးမကြည့်ပါနဲ့အနုပညာရှင်တွေပဲကြည့်ပါအနုပညာရှင်တွေပဲကြည့်သူတို့ နဲ့ပတ်သက်တဲ့မဲနဲ့ပတ်သက်တဲ့စီယုံရေးရုပ်ရှင်ရိုက်တဲ့လူတွေကိုချန့်ပေးလိုက်တယ်။မဲနဲ့ပတ်သက်ပြီးစီယုံရေးလှုပ်ဆောင်မှုမရှိတဲ့အမှုပညာရှင်တွေကိုပြုမှုမျိုးမျိုးနဲ့ဖမ်းလိုက်တယ်။အကြောင်းမျိုးမျိုးနဲ့ဖမ်းတယ်ဆိုတော့ရှင်းနေပါပြီ။ရှင်းပါတယ်။ဒီအတူရောက်ရွေးကောက်ပွဲကိုပြည်သူကအားပေးအားမြောက်မလုပ်ပဲနဲ့ကိုယ့်အကူနေမယ်ဆိုရင်တေးကြပါတယ်။သူတို့ကသူတို့အာနာရောသူတို့ကင်ထားမှာပဲ။ကင်ထားမှာပဲ။ ဘသူကမှဒီအရာတာကို မလွတ်ချခြင်းဘူးမလွတ်ချခြင်းဘူးအရင်ကပြောချင်တာကဟိုရိုင်းတာတော့မဟုတ်ဘူးတော့ရိုင်းတာတော့မဟုတ်ဘူးရိုင်းနေဆိုရင်လည်းတောင်းပန်တယ်မြန်မာလူမျိုးအများစုကထိုင်ကုန်တလုံးရရင်ဘယ်တော့မှမထောက်ဘူးအဲ့ဒါကိုပြောချင်တာဒီထိုင်ကုန်ဘဝကောင်းနေမထခြင်းဘူးဒီထိုင်ကုန်ဘဝမှာထိုင်ရင်ထိုင်နေရင်လည်းပတ်စံဝင်နေလေဘန်အောက်ထဲတွေဝင်နေလေဒီထိုင်ကုန်မှာထိုင်နေသမျှကာလပတ်လုံးသူတို့ပတ်စံရရနေတယ်လေအဲ့တော့သူတို့ဒီထိုင်ကုန်မထဘူး ဘာဖြစ်လို့အနုနီးနဲ့ပဲလှုပ်လို့အကျန်းနီးနဲ့ပဲလှုပ်လို့ဒီအာနာကိုသူတို့ကလက်ကင်ထားမှာပဲလက်မလှုပ်ဘူးအဲအဲ့ဒါကိုပြောချင်တာဟုတ်